ကဲလာပြီစိတ်လုံးကြောပွဲရဲ့ပွဲအကြံပြုချက်လိုရင်မပြောအောင်တော်တော်များများပြောနေကြသလိုပြိုင်ပတ်ရော့ဆက်ဆန်းကကြောက်ဖို့ကောင်းတဲ့ပြိုင်ပတ်လားဆိုရင် no ပါဒါဆိုရင်ပွဲချောင်လားဆိုရင်တော့မချောင်ပါဘူးမချောင်မကြက်ကလေးပါစိန်လုံးချောက်ကအရင်ကဗမာသွေးကလပ်မှာစော်တယ်ပြီးတော့အောင်နိုင်သူ အဲ့နောက် top 1မှာဆော့တယ်အခုတော့ eagle club မှာဆော့နေတယ်အရက်က9ဘေ9လက်မှာ9ဘေ6ဝင်းကျင်ရှိမယ်အတက်ကလည်း20ဝင်းကျင်လောက်ပဲရှိမယ်ထင်ပါတယ်ထင်တယ်လို့ဘာကြောင့်ပြောရလဲဆိုရင်အတိအကျမသိလို့ပါရိုးရကစားသမားတွေဝမ်းကိုပထမအဆုံးရောက်တဲ့ပွဲတွေဆိုရင်သူတို့ရဲ့နောက်ကြောင်းကိုလိုက်ရတာတော်တော်လေးကိုခက်ပါတယ်9နှစ်10နှစ်သားတဲ့ကလဝိစာထိုးတဲ့ကြားရတယ်ပွဲပေါင်း60ကျော်ထိုးဘူးထားပြီးပြီ2019က60 kg တန်းမှာရွှေ2023 Skynet Online မှာရွှေရဖို့တဲ့ အခုဝမ်းမှာစောင့်နေတဲ့မင်းကျော်စားတို့မိုးထက်အောင်နိုးနဲ့လည်းထိုးဘူးတယ်ထိုးလုံးတက်ပေါက်ကတော့ရိုးရသမားဆိုတဲ့အတိုင်းပဲရိုးရပုံစံမှာပဲထူးခြားပြီးတော့ပြောစရာတိတ်ပြီးတော့မရှိဘူးအသေးဇွဲကောင်းနဲ့လက်သီးနည်းနည်းအထုပြူတယ်ဒီပိုင်းတော့ကြိုက်တယ်အခုပွဲလေလက်သီးမင်းသားလောက်ရအောင်မှမှော့လို့ပါဟုတ်ပြီပြိုင်ဘက်အကြောင်းပြောမယ်အသက်၁၉ပဲရှိသေးတယ်အရက်၅ပေဆယ်လမရှိတယ်။အရက်နဲ့ reach မှာအတားကြက်ရှိတယ်။ဝမ်းမှာတပွဲပဲထိုးဘူးရသေးပေမဲ့အဲ့ပွဲကိုတော့ split နဲ့ကတ်နိုင်ထားတယ်။ ထိုင်းနိုင်ငံသားဖြစ်ပြီးတော့ပွဲအတွေ့အကြုံ60ဝန်းကျင်ရှိတယ်။ပွဲ record ချင်းတူပေမဲ့ကိုလူကရိုးရပါ။ဟိုကမွေထိုင်းကြီးစောင့်နေတာပါ။ဆိုတော့တူတယ်လို့လည်းမတူပါဘူး။ပွဲ record မှာပြိုင်ဘက်ကတားတယ်လို့ပြောလို့ရတယ်။ဒါလို့ဆိုရပြီ။စိတ်ပုံမိတဲ့အပိုင်းတွေတော့ရှိတယ်။ဆယ်ရက်အလိုလောက်မှာတည်ရတဲ့တကြောင်မလို့ပြင်ဆင်ခြင်းလုံလောက်ပါမလား။ဆိုရင်မိတယ်နောက်တစ်ခုကဝိချထားရတာက 5kg ဝင်းကျင်လောက်တိဝိချထားရတယ်ဝိချပေမဲ့ရေဓာတ်ကုန်လို့ကျသွားတာမျိုးလည်းဖြစ်နေရောမယ့် ဒီပိုင်းလည်းကြိုးစားရမယ်ပထမဦးဆုံးပွဲဖြစ်နေတော့ hydrogen test ကိစ္စကိုလည်းစိတ်ပုံမိတယ်ဒါတွေကိုကြောင်းနိုင်ပြီဆိုရင်တော့ပွဲရတော့ဖြစ်ပါပြီဟုတ်ပြီအဲ့ဒါဆိုရင်ပွဲကိုတိုက်ရိုက်သုံးသပ်မယ်။ထိုင်းကစားသမားဖြစ်လို့အ ਨੇ စုံအမှတ်စဉ်တစ်ချိန်ရေခံရအောင်ထိုးရင်ထိုးသို့မဟုတ်အလဲထိုးပါမဟုတ်ရင်ရှုံပါလိမ့်မယ်။ဒါလူတိုင်းသိပြီးသားပါ။ရော့ဆက်ဆန်းကသူ့အရက်မောင်းတဲ့ flight တန်မှာ sorry ဆိုတဲ့ကိုကအဲ့ဒီအရက် reach နဲ့ပဲဖိချင်လို့ပါ။ အကွာအဝေးတစ်ခုကနေပဲထိန်းစော့ခြင်းနဲ့အဲ့လိုစော့လို့ရရင်လေတာတာကိုတွေးရတယ်ဆိုတော့ကိုလူကတိုးကြိုက်ဆုံးအနေထားပေးလို့မရဘူးကတ်ပြီးတော့ထိုးရမယ်နှစ်ချက်တစ်ချက်တော့ရင်းရမှာပဲစိန်လုံးကျောရဲ့အရင်ပွဲတွေကိုပြန်လေးလာကြည့်တော့အားနှက်ချက်တချို့ကိုပြန်တွေးရတယ်လက်သီးကိုခြေထောက်ချပြီးထိုးတာပါအခုပွဲအတွက် step တစ်ခုခြေလှမ်းတစ်ခုတက်ပြီးတော့ထိုးတက်ဖို့လိုပါမယ်။အဲ့လိုထိုးမှလည်းထိမှာပါ။နောက်တစ်ခုကမျက်နှာထက် body ကိုဦးစားပေးပြီးတော့တိုက်သင့်တယ်။အရက်၅ပြီဆက်လက်မနဲ့ flyweight ဆိုတာက အယိုးပဲရှိပါတယ်အဲ့တော့နန်နိုင်လက်သီးတွေရှီတားလက်သီးတွေကိုအဓိကထားပြီးတော့တုံးပါပြိုင်ဘက်ကိုဂျောင်ပိတ်ပါဘော်ဒီကို အရင်ဆုံး၌ဘော်ဒီကိုလက်နဲ့ကာတဲ့ချိန်ကြမှာဂျောကိုထိုးပါအဲ့ဒီပလန်ဒီအရေးကြီးဆုံးပါအရှုံးနိုင်ကိုအဲ့ဒီပလန်ကပဲအဓိက ဆုံးဖြတ်ပေးသွားပါလိမ့်မယ်နောက်တစ်ခုကထိုင်ကစားသမားအများစုအထူးသဖြင့်မွေထိုင်ကစားသမားတွေကစတန်တစ်ခုကိုတဲ့ပြီးတော့အကွက်တစ်ခုပေါ်ပြီးတော့ထိုးတတ်တယ်ပြီးရင်ပြန်တဲ့တယ်ပြန်ချိန်တယ် ြန်ထိုးတယ်ဒီလိုပုံစံကမွေထိုင်းသမားတိုင်းရဲ့ပုံစံမှာအဲ့လိုဆောင်ရင်အခုပြိုင်ဘက် ရော့ဆက်ဆန်းရောမွေထိုင်းကစားသမားတိုင်းမိဘကထိုးတက်ပါတယ်အဲ့လိုထိုးပေးရင်လည်းကြိုက်ပါတယ်သူတို့ကဓာမျိုးကြိုက်တယ်ဆိုရင်ကိုကအဲ့လိုမဆော့ပေးနဲ့ရိုးရမလို့ရှေ့ချေလေးစတာစတာလုပ်ပြီးတော့မချိန်ပါနဲ့သူတို့တွေစာဖတ်တတ်တယ်ပွဲစားတာနဲ့တောက်လျှောက်ပရက်ရှာပေးပါဝိုင်းလက်သီးကိုမြန်မြန်လေ့ကျင့်လာပါတက်လုံကို နှစ်ဆတင်လာခဲ့ပါ body shot တွေများများနှိုက်တက်အောင် လေ့ကျင့်လာပါအထူးသဖြင့် body နှိုက်မယ်ဟုတ်ဆွဲမယ် body နှိုက်ပြရနဲ့အဲ့ဟုကိုထိအောင်ထိုးပါမျက်နှာကိုကရင် body ကိုနှိုက် body ကိုကရင်မျက်နှာကိုထိုးပါ မရမကကြိုးပိုင်းတောင်းကိုရောက်အောင်ပို့ပါဂျောင်းပိတ်ပြီးဆော့ပါပြန်ဘက်က pressure ကြောက်ပါတယ်ညာခြေကန်ရင်ညာလက်ကျလာတတ်တယ်အဲ့ဒီအချိန်ကိုစောင့်ပြီးတော့ကောင်တာထိုးပါ ကိုကောင်နေလောက်လေမမာတဲ့သူမို့လို့ pressure ပေးရင်းထိုးရင်ရနိုင်ပါတယ် အဲ့လိုဆော့နေတဲ့အချိန်မှာကောင်တာစပီယာအဲဘိုးတစ်ချက်တော့ပြန်ကူးဆိုက်ရမယ်။ဒါ၄၄။အဲ့ဒါတော့ကူးဆိုက်ရမယ်။နောက်ပြီးတော့ clinch ပိုင်းထိုင်းကစားသမားကအရင်မရအောင်မရဘူးဆိုတာလုံးလုံးမရတာမျိုးမဟုတ်ဘူး။တိတ်အရင်မရအောင်ဆိုတော့ကက်လို့ရတယ်။တတောင်တပေါက်ကိုပဲပြန်ကူးဆိုက်အောင်မယ်။အလုံးချုပ်ပြီးတော့ပြန်ပြောရရင်ပြန်ဘက်ကအရန်ကြောက်ဖို့ကောင်းမနေသလိုပေါ့လို့တော့လည်းမရပါဘူးပုံမှန်ပါပဲစိန်လုံးကျောင်းအတွက်ကထိုက်တင်းတလောင်းမာကုံရဲ့ဇာရဲ့ရှိမယ် တက်လုံလဲရှိလာမယ် body ကိုအရင်ဆုံးတိုင်မယ်မျက်နှာကိုလွတ်တာနဲ့ဂျောနဲ့ချင်းကိုထိအောင်ထိုးနိုင်ခဲ့မယ်အကွာဝေးတခုမပေးဘဲနဲ့ light cap ပြီးတော့ the reset pressure ပေးပြီးထိုးနိုင်ခဲ့မယ်လက်သီးကိုမှခြေတလန်းတက်ပြီးတော့ step တစ်ခုတက်ပြီးတော့ထိုးနိုင်မယ်ပြန်ဆုံရင်လည်း step တစ်ခုနဲ့ပြန်ဆုံနိုင်မယ်အရင်လိုဖနှောင်းရင်းချပြီးတော့မထိုးဘူးထိုးချက်တိုင်းကပါဝါအပြည့်ပါနေမယ်ထိတာနဲ့ပြာသွားစေမယ်ပါဝါမျိုးရှိလာခဲ့မယ်ဆိုရင်တော့အဲ့ဒါကိုမှ street fight ဆန်ဆန်ထိုးနိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီပွဲစိန်လုံးကျော် အနိုင်ပါပဲပေါက်ကြည့်တော့မပေါက်သေးပါဘူးပေါက်ရင် Telegram မှာတင်ပေးထားပါမယ်ဒါကတော့ကျွန်တော်ရဲ့စိန်လုံးကျောင်းပွဲအတွက် game plan ပဲဖြစ်ပါတယ်အခုပွဲလေလက်သီးကအဓိကပါပဲဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ channel msr ပါတတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msnwh ကိုသုံးပါ